လမ်းမပေါ်မှာနှစ်ထပ်ရက်ထားတဲ့ကားတွေကိုစတင်မလာတရက်နေ့ကနေစတင်ပြီးစီမံချက်နဲ့ဖမ်းဆီးကဒဏ်ကြီးတိုးမြှင့်သွားမှာဖြစ်ပါတယ်ဒီသတင်းကိုအောင်ဆန်းဦးကပေးပို့ထားပါရရှင်ရှောင်းနိုင်ဒေသကြီးတွင်းကလမ်းသွုံပြူသူတွေဘေးကင်းလုံခြုံစေဖို့နဲ့ရင်ကျောပိတ်ဆို့မှုတွေဖြစ်လျော့ဖို့စတင်ပါတရက်နေ့ကစပြီးစီမံချက်ထားကစီကံပြက်ရင်တွေကိုထိထိရောက်ရောက်ရေးယူသွားမယ်လို့ရှောင်းနိုင်ဒေသကြီးတေယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ကကြေညာထားပါတယ်စီမံချက်ကာလမှာခီးသွွားပြည်သူတွေနောက်ရှစ်ဖြစ်စေတဲ့လမ်းမပေါ်က နှစ်ထက်ရက်ထားတဲ့ရင်တွေကိုအဓိကထားဖမ်းဆီးမှာဖြစ်ကဒဏ်ကြီးကိုလည်းတိုးမြင့်တက်မှတ်ထားတယ်လို့အမှတ်နှစ်ရင်ထင်းရေးတပ်ဖွဲ့ခွဲမှုယုံကပြောပါတယ်။ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးကဌာနဆိုင်ရာတွေပါပါဝင်ပြီးသူတို့ကိုယ်တိုင်ရိုက်ပြီးတော့မှဒါကိုဓာတ်ပုံမှတ်တမ်းရိုက်ပြီးတော့မှကျွန်တော်တို့ဒီဒဏ်ရိုက်ဖို့အတွက်ကိုကျွန်တော်တင်ပြလာမှာဖြစ်ပါတယ်။အဲလိုဒဏ်ရိုက်တဲ့အခါမှာလည်းကျွန်တော်တို့ကပထမဆုံးစီမံချက်မှာစလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တက်တက်ညာညာနဲ့ကျွန်တော်တို့ကဒဏ်ငွေပေးဆောင်မှာမဟုတ်ပါဘူး။ဒါပြင်းပြင်းထန်ထန်ကျွန်တော်တို့ကဒဏ်ငွေကိုလည်းဒါများဒီဒဏ်ငွေကိုကျွန်တော်တို့က များများရိုက်ဖို့အတွက်ကိုဒါကိုတိုင်းဒေသကြီးဆိုအပ်ဝယ်ကျွန်တော်တို့လည်းတင်ပြထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးတရားဥပဒေဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့အနေနဲ့ရန်ကုန်တိုင်းအတွင်းကအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးရင်ကျော်ပိတ်ဆို့မှုတွေကိုစီမံချက်ထားဆောင်ရွက်တာကြောင့်လမ်းကြောင်းပိတ်ဆို့မှုအနည်းငယ်လျှော့ချနိုင်တယ်လို့ခီးသက်တင်ရင်မောင်းတွေကပြောပါတယ်။အခုမှစတာဆိုတော့လေသူတို့ဘာကြီးလုပ်လဲကိုလည်းတေချာထဲထဲဝင်မသိသေးဘူးပေါ့နော်။လောက်တာတော့တကယ်ဒီထက်မကကောင်းအောင်လုပ်မယ်ဆိုတော့ပူသဘောကြတာပေါ့။ လူတွေကလည်းမြေမြန်ရောက်ချင်ကြတာဟုတ်မျိုးတွေကိုအလုတ်ကင်နဲ့သွားကြဆိုတော့မြေမြန်ရောက်ဖို့ဟိုမြေမြန်လမ်းတွေပွင့်မှာပဲအဆင်ပြေမှာဟုတ်လမ်းကလည်းပိတ်တော့အဆင်မပြေကားသမားတွေလည်းဒီလိုပဲစားဝတ်နေရလူပိတ်နေလေလမ်းမှလည်းချိန်ကုန်ပြီးတော့အဆင်မပြေဘူးကနေရရန်ကုန်တိုင်းဒေသကြီးတေဘုဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့အနေနဲ့ရန်ကုန်တိုင်းတွင်းကအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကရန်ကုန်မြို့အတွင်းကရင်ကျော်ပိတ်ဆို့မှုအများဆုံးလမ်းမတွေမှာစီကံပြတ်ရင်တွေကိုဖမ်းဆီးသွားမှာဖြစ်ပြီးပထမအဆုံးအနေနဲ့ကဘာအေးဖျားလမ်းနဲ့ပြည်လမ်းကိုစီမံချက်ချဖမ်းဆီးဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်အောင်ဆန်းဦးပါ 啊，我们这个家伙。